ကဲအားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာပါနော်ညတော့ဒါကျွန်တော်တို့တစ်ဖက်ကပျော်ပြီးတော့တစ်ဖက်ကတော့ငိုနေတဲ့ကိစ္စတွေဖြစ်ကုန်တယ်ဗျာညတော့ကျွန်တော်တို့ကဒါဂလာဒါစာရေးကဒါအလုံးလောက်ွားတယ်ဗောနော်တောင်းလျှောက်တွေဖိထားတယ်အလုံးကလည်းမယူနိုင်ဘူးနော်ဟိုဘက်ကကျွန်တော်တို့ယူနီယံစိန်းကဒါကျွန်တော်တို့90နဲ့9မိနစ်မှာထည့်သွားတယ် ဲဖြစ်ချင်တော့သူကလည်း89နင်းမင်းနဲ့မှာနှစ်ဝါတနေနဲ့ဒါကျွန်တော်တယောက်ထွက်သွားတယ်ဗောနော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီဘက်မှာတစ်ဖက်ကဘာဖြစ်လဲဆိုဘင်ဖီကာကတော့နှလုံးတိတိဗောနော်နှလုံးတိရှူပြီးတော့အေးစစ်လေးပဲအနိုင်ယူသွားတယ်အဲ့တော့ညကကျွန်တော်ရှိမှလာမေးတဲ့အဲဘိုင်ဘာမှာလာမေးတဲ့ချစ်ကိုကြီးတွေကဒါကလာတာစာရီဘက်ကအကူတွေကတော့စိတ်မကောင်းပါဘူးလို့เนาะညကျွန်တော်တို့လှုပ်လှုပ်ခံလိုက်ရတယ် ညာပွဲကိုကြည့်ရဲ့အကိုလေးဆိုရင်တော့သိရပါတော့ညာတော်တော်လေးကိုဒါတလုံးဝန်းနိုင်မြောက်190နဲ့ဒါတစ်ခါလဲပြီးသွားမယ်လို့ထင်ခဲ့ပေမဲ့လည်းပဲကျွန်တော်တို့ကိုဒါအဲ့လိုမျိုးကြီးဖြစ်သွားတယ်ပေါ့နော်ဘင်ဖီကာ အကိုတွေကတော့ဒါတော်တော်လေးအရှင်ပြေသွားကြတယ်စကားကြီးအများကြီးပြောတော့ဦးညာကတော့ဒါကျွန်တော်တို့ဒွန်မွန်ကတော့၄လုံးထိအောင်လှုပ်သွားပြီးတော့ချယ်ဆီကလည်း၃လုံးနော်အဲ့တော့ကျွန်တော်ညာကလည်းဂိုးတွေမျိုးကြတယ်တော်တော်လေးပွဲတော်တော်များများကလည်းရှူးကြတယ်ပဲနော် ကဲအဲ့တော့ကျွန်တော်ဒီနေ့မှလဲပေါ့နော်ချန်ပီယံလိတွေရှိတယ်ချန်ပီယံလိပွဲလေးတွေတွားလိုက်မယ်ဗျာနော်ပထမအဦးဆုံးတပွဲကတော့ကျွန်တော်တို့အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်နဲ့ပါနော်အာဆင်နယ်ဘိုင်ယန်မြူးနစ်ပါကဲကြာသွားပြီဗျာနော်အများကြီးမပြောတော့လာပြီစပြီဒီဘက်ကတော့အာဆင်နယ်ဒီဘက်ကတော့ကျွန်တော်တို့ဘိုင်ယန်မြူးနစ်ပါကဲကြံကောင်းပါစီဗျာ မကြီးပြက်နေရတဲ့နည်းနည်းလေးတော့မှောင်ပဲဗျာနော်ဒီနေ့တော့စိတ်တော့မရှိပါနဲ့အားလုံးပဲနည်းနည်းလေးမှောင်မှောင်လေးပဲတွားလိုက်ပါမယ်ကျွန်တော်တို့အာဆင်နယ်ဘိုင်ယန်မြူးနယ်ပါကဲကံကောင်းပါစီဗျာနော်အာဆင်နယ်အာဆင်နယ်ညီလေးဟိုမိုင်းကဲကောင်းပါရဲ့နော်အာဆင်နယ်ကတော့ဒီမှာအေးစေးစေးတတရရနဲ့ပဲဒီပွဲကိုပေါ်စည်းကနေပြီးစော်ကစားတွားလိမလားဗောနော်ဒီဘက်မှာတော်တော်လေးလှနေပြီဒါပေမဲ့ဘိုင်ယန်မြူးနယ်ကဲဘိုင်ယန်ကရောဘာတွေလုံးပြ သွားမလဲโอเคဟုတ်တော့ဟုတ်နေပြီเนาะနှစ်သိန်းစလုံးရဲ့ကတ်ကတော့ဒါပြောမယ်ဆိုမခေဘူးဒီပွဲကတကယ်လေးပွဲကြီးပွဲကောင်းဖြစ်မယ်တကယ်လေးပြိုင်ဆိုင်မှုပြင်းထန်ဖို့အရင်ကအများကြီးဘာကြောင့်လဲဆိုတော့ဒီနှစ်သိန်းကဘိုင်ယန်ကိုအာဆင်နယ်ကောက1 2เนาะအသင်းစရာမှာ1 2ထိတ်ဆုံးမှလုနေတယ်အဲ့တော့ကျွန်တော်တို့ကဒီပွဲကတော့ဒါပြိသက်နေနေပဲကြီးလိုက်တာပိုကောင်းတယ်ဒါမှမဟုတ်ချားခြင်းနေဆိုရင်တော့ ဂိုးပေါင်းပဲချဖို့ကောင်းတယ်ဗျဂိုးပေါင်းလေးအောက်ကိုဂိုးပေါင်းအောက်လေးကိုပဲရွေးပေးရပိုကောင်းတယ်ဗျနော်ဒီပွဲမှာကတော့ဒါနှစ်သင်းစလုံးရဲ့ကန့်အနေထားကရလဲကောင်းနေတယ်အဲပြီးတော့ဒါ1 2နှစ်သင်းဖြစ်နေတဲ့အတွက်ပေါ့နော်ဒါတော်တော်လေးလေးကျွန်တော်အနေနဲ့ထိမ့်ပြီးတော့ဒါစော့မယ်ဆိုရင်တော့ကစားမယ့်ပုံစံမျိုးအဲ့တော့တခြားပွဲလေးတွေကိုပို့ပြီးတော့ဗောနော်ဒါလောင်းဖို့အတွက်အာယုံစိုက်ပြီးပါဒီပွဲကတော့ကျွန်တော်အနေနဲ့မစော့စီခြင်းဘူးဗျာနော်နှစ်ဖက်စလုံးကတကယ်ချမှာ အဲ့တော့ဘယ်အသင်းဘယ်အသင်းမှာဆိုပြီးတော့မပြောချင်ဘူးကဲအဲ့တော့တကယ်လို့ဆော့မယ်ဆိုရင်ကိုပေါင်းအောက်လေးကိုတီးပေးရင်လည်းကျွန်တော်တို့နောက်ထပ်ဒုတိယတပွဲလေးတွားလိုက်မယ်ဗျာနော်ကဲဒီပွဲကတော့ကျွန်တော်တို့ AT ကိုနဲ့ Inter ပါနော် AT ကို Inter ကဒီပွဲကလည်းကျွန်တော်နှစ်နာရီ30မှာပဲကန်မယ်ဗျာနော်ကဲကန်ကောင်းပါစေဗျာလာပြီလာပြီဗျာ ဖုံးစံတိုင်းတပွဲကောင်းနေတည်ကျင်တဲ့ချစ်ကိုကြီးတွေက Viber 399943429နဲ့မှာလာရောက်မေးမြန်းလို့ရပါတယ်။ဒါအရှုံးနိုင်အောင်ကိုကလက်ခံနိုင်နေဆိုမှလာခဲ့ဖို့လည်းတခါရေပြောချင်ပါတယ်။ Okay ။ကဲအဲ့တော့စပြီဗျာ။ Etico နော်။ Atletico ဆိုတဲ့တင်းလေဒီဘက်ကတော့ Inter Milan ပါ။ကဲလာပြီဗျာ။ အေတီကိုကနေစလိုက်မယ်ဗျာအေတီကိုရေကံကောင်းပါစေနော်ရော့အိုးဟာကဲနောက်ထပ်တစ်ဖန်ဘာဖြစ်ချင်တာလဲတော့မသိဘူးနော်ဒီဘက်ကအင်တာလေးကိုထပ်သွားလိုက်အောင်ဝင်းနဲ့ပြန်လာမယ်မမေတာလေးအိုးကဲအိုးမိုင်ဂေါ့တကယ်အကျိနေမို့တကယ်လေဒီချန်ပီယံလီဒီညတွေကတော်တော်လေးကျမ်းပါဗျဒီမှာဆိုလို့ရှိရင်လည်းဒီဘက်ကလည်းဒါကိုယ့်ရဲ့အတင်းစားစီးစီးလုံးလုံး ညီညီညွတ်ညွတ်နဲ့ပေါ့နော်အချင်းချင်းကဒါပေါင်းစည်းညီညွတ်ချင်းနဲ့ကစားကွက်မိမိနဲ့ဆော်ကစားသွားမယ်ဒီဘက်မှာလည်းအိမ်ပြန်ချင်းတွေကဒါပေါ့နော်ကိုယ့်အတွက်ပျော်ရွှင်ခြင်းတွေဖြစ်လိမ့်မယ်ကဲအီတီကိုအင်တာရောတော်တော်လေးတော့ဒါချမှာနှစ်ပွဲစလုံးကလေဒါတော်တော်တော့မိုက်သွားရင်နော်ဒီအာဆင်နယ်ပွဲကိုဒီအီတီကိုအင်တာကောကတော်တော်လေးကံမဲ့ပွဲတွေပြေနော်အဲ့တော့ ဒီညတွေကတော့ဒါတော်တော်လေးလှနေပြီပထမပွဲကိုလည်းဆုံးဖြတ်ရခတ်တယ်လို့ဒီပွဲကိုလည်းတော်တော်လေးစဉ်းစားရခတ်နေပြီနော်အဲ့တော့နှစ်သင်းလုံးကကတ်တယ်တော်တော်ကောင်းနေပြီသိလားအဲ့တခုရှိအဲ့တော့ brother တို့အနေနဲ့တခါလေးကိုပေါ့ကိုတီချာလေးစဉ်းစားပါတချို့ပွဲကြီးဆိုရင်တော့ရှောင်နေကျင်တယ်နော်ပွဲတိုင်းကို line match ဆော့နေကျင်တချို့က10ပွဲရှိရင်အဲ့လို15ပွဲလောက်လောင်းကျင်တယ်ဂိုးပေါင်းမှပါပြီးအဲ့လိုအဲ့လိုတွေမလောက်ပါနဲ့ကိုက သေးချာလေးတသိန်းဆိုတသိန်းပဲရွေးပြီးဆော့ပါဒါမှမဟုတ်အလွန်ဆုံးနှစ်သိန်းများသေးလားအဲ့ထက်ပိုသွားရင်မကောင်းဘူးเนาะအဲ့တော့ပြောချင်တာဒီဘွေကတော့ဒါဒီလိုလေးဖြစ်နေရတဲ့ကျွန်တော်အနေနဲ့ဘေကောင်ကြီးပါဆိုပြီးတော့ဖြင်းညက်ပြီးတော့မပေးချင်ဘူး။ဘာကြောင့်လဲဆိုတော့အရှုံးနိုင်ကဒါကိုယ့်ရဲ့ငွေကြေးနဲ့ဆော့နေရတာဖြစ်တဲ့အတွက်ပေါ့နော်။ကျွန်တော်အနေနဲ့အများကြီးပြအများကြီးဖြစ်သွားမှဆိုးတဲ့အတွက် brother တို့ကိုအခုလိုမျိုးလေးပြောတာပါ။အဲ့တော့ တပွဲကောင်းသိကျင်နေဆိုရင်ခုနပြောတဲ့ Viber သုံးယောက်ကို0943429229ကိုလာရောက်မေးမြန်းပေးပါဒီပွဲကတော့ဒါကျွန်တော်တို့ဒီပွဲကိုလေကျွန်တော်တို့အနေနဲ့ကတော့ကြီးရှုသူအနေနဲ့ပဲတွားမဲ့ပုံစံဖြစ်သွားပြီဗျနော်အဲ့လိုကျွန်တော်တို့တတိယတပွဲဗျာနော်တတိယတပွဲစိတ်တော့မရှိတော့ဘူးတေးချာလေးလည်းသိကျင်နေပြီဗျာကဲနောက်တပွဲဗျာကဲ၃ပွဲမြောက်ဗျာနော်၃ပွဲမြောက်ဗျာဒီပွဲကတော့ကျွန်တော်တို့ Liverpool နဲ့ PSV နဲ့ဗျာနော် ကဲဒီဘွဲကိုတော့ကျွန်တော်တို့တီချာလေးလဲဒါအတီးကြလေးတီးကျင်တယ်ကဲလာလိုက်တော့နော်ရှေ့ရလိုမျိုးဒါဇဝေးဇဝါတွေတော့လုံးမပြနဲ့ဗျာကဲလာပြီဇဝေးဇဝါတွေမလုံးနဲ့အမှန်ကန်လေးပဲသွားမယ်ကဲစပြီဗျာဒီဘက်ကလက်ပါဘူးဒီဘက်က PSV ဗျာကန်ကောင်းပါလေနော်ကန်ကောင်းပါလေလာရှုံးနိုင်ကွဲပြားလေးရှုံးနိုင်ကွဲပြားလေး ကဲထုံးစံတိုင်းဒီဘက်ကလေဘာဘူးရဲ့အခြေအနေခြေနေအိုးလေဘာဘူးကတော့တိတ်ပြီးတော့ခြေနေမကောင်းခြင်းနဲ့ပုံစံလေးဗျာ KPSV ရေညီလေးပါလောက်ပြမယ် PSV အိုးကဘာလုံးကြီးဟိုကကင်မြောက်ထားရနော်ကဲအဲ့တော့ ြောရမယ်ဆိုရင်ဒီဘွဲကတော့လွယ်လွယ်လေးပဲဒီမှာ PSV ကတော့အကောင်းအဆိုးရောထွေးနေရပါတော့ကျွန်တော်တို့ဝေးပွားနေတဲ့သူတွေပြန်လဲစုံတွေ့မယ်ဒါကိုယ့်ရဲ့တန်ရာဟောင်းတွေကအတိတ်ဖန်ပြန်လဲဖြစ်ပေါ်လာမယ်ပေါ့နော်ဒီဘက်က PSV ကတော့ဒါကဘာလုံးကြီးကိုကန်မြောက်ထားပြီးတော့သူဟာဒီအချိန်မှာအရာရာကိုဖန်ဆင်းပေးနိုင်နေဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်အဲ့လိုလွယ်လွယ်လေးပဲဒီဘွဲမှာ PSV ကတော့ဒါကိုယ့် ဖြစ်ချင်တိုင်းဖြစ်ချင်သလောက်ပေါ့နော်လုံးချင်တိုင်းလုံးပြသွားမဲ့ပုံစံမျိုးကြီးကိုဒါမြင်နေရပြီပဲနော်အဲ့လိုကျွန်တော်လီဗာပူးကိုရောဒီဘက်ကလီဗာပူးကိုရောကျွန်တော်စိတ်မကောင်းလို့ပြောရင်းနဲ့ကျွန်တော်ဒီပွဲကိုရောဒီဘက်က PSV ကိုပဲပေးလိုက်ပါတယ်ကဲအဲ့တော့ကျွန်တော်နောက်ထပ်ဒီပွဲသွားမယ်ဗျာနောက်ထပ်ဒီပွဲဗျာအဲ့ဒီပွဲကတော့ကျွန်တော်တို့၄ပွဲမြောက်ဖြစ်တယ်ပေါ့နော်အိုလံပီယာကိုးစ်နဲ့ရီယယ်မက်ဒရစ်နဲ့ပါနော် နှစ်နာရီ30မှာပဲကန်ပါမယ်ကဲကန်ကောင်းပါစီဗျာလာပြီအိုလံပီယာကိုစ်နဲ့ရီယဲဒီဘက်ကတော့အိုလံပီယာကိုစ်ဒီဘက်ကတော့ရီယဲပါဒီဘွဲကတော့ဂျေးကတော့ထူလိမ့်မယ်ဗျာနော်ဂျေးကတော့ကျွန်တော်တို့ဒီရီယဲဘက်ကရီယဲဘက်ကကျွန်တော်တို့အဲဝမ်းရှုံနှလုံးသိရလောက်ထိပေါက်နိုင်မယ်ဗျာနော်ကြီးလေးကိုကိုစောမဲ့ချိန်မှာတစ်ချက်ကြည့်ပါလာပါပြီ ိုလံဘီယာကုစ်အော်သင်းလဲဖြစ်တယ်ကြေးလဲတော်လေးကိုပေးထားရတယ်ဆိုတော့ဘာဖြစ်မှာလဲရော့အိုးသွားရှုပ်လို့မရအောင်နော်ရီရဲရှုပ်လို့မရအောင်နော်ကဲရီရဲကရောဘာတွေလောက်ပြမလဲလားနှလုံးတည့်ရီဝမ်းရှုံပေးထားတဲ့ရီရဲဟာရီရဲကတော့နည်းနည်းတော့ဒါအကြောင်းမကောင်းနော်ပြောမယ်ဆိုရင်ဒီဘက်မှာကျွန်တော်တို့ ိုလံပီယာကိုးကြထားတဲ့ကပ်ကတော့ဒါပေါ့နော်အခုချိန်မှာဒါကိုအကောင်းဆုံးဆိုတဲ့အရာတွေပိုင်ဆိုင်နေရပြီပိုင်ဆိုင်နေရပြီနောက်ထပ်လည်းထပ်ပြီးတော့ပိုင်ဆိုင်အောင်မှာအချင်းပြင်းနေတဲ့တော်တော်လေးကိုဒါမိုက်နေတဲ့အခြေအနေပြောက်မှောင်တော့မှောင်ရယ်နော်ကဲအဲ့တော့မီးလဲမလာတဲ့အတွက်စိတ်တော့မရှိပါနဲ့တော်တော်လေးမှောင်ရယ်နော်ကဲအဲ့တော့အဲ့လိုမျိုးရှိမယ်လောစီရှင်းပြလိုက်အောင်နော်အိုလံပီယာကိုးကတော်တော်ကောင်းနေဒီဘက်ကရီယယ်ရီယယ်ကဒီကောင်ကဟိုနေကလေးရင် ပြောထားပြီးွားပြီနော် ဒါကျွန်တော်တို့သူကအစ်တတဖန်ပြင်လဲမွေးဖွားခြင်းဒီတိုင်းဆော့နေတာထက်ကစားကွက်ပြောင်းပြီးတော့လူတွေပါလဲလက်ပြီးဆော့လိုက်ရင်တော့ပြန်ကောင်းမယ့်အနေထားဗျဒါပေမဲ့အဲ့ဒါကြတော့မကျင်းသေးဘူးเนาะဒီဘက်ကတော့ Olympia Coast ကတော့ကျင်းသေးတယ်ဗျเนาะအဲ့တော့ ကြီးကလည်းဒီဘက်ကအရင်ထုံနေကန်းနေထားရမှာကလည်းအိုလံပီယာကိုးစ်ကပို့ပြီးတော့တာနေတဲ့အတွက်ကျွန်တော်ဒီပွဲကိုတော့ဒီဘက်ကအောက်အသင်းဖြစ်တဲ့အိုလံပီယာကိုးစ်ကိုရွေးပေးလိုက်ပါမယ်။ကဲအဲ့တော့နောက်ဆုံးပွဲလေးတွားလိုက်မယ်ဗျာနော်။မီးကလည်းတော်တော်လေးကိုမှောင်နေပြီ။မီးမလာတဲ့အတွက်ကျွန်တော်လည်းအဆင်ပြေလို့လေးလှုပ်ပြရတဲ့အတွက်စိတ်တော့မရှိပါနဲ့။ကဲအဲ့တော့နောက်ဆုံးပွဲလေးဆက်ပြီးတွားမယ်ဗျာ။ ကနောက်ဆုံးပွဲလေးဗျာနောက်ဆုံးပိတ်အိမ်နဲ့လွယ်လေးပါ PSG နဲ့စပါနဲ့ပါလို့နော် PSG စပါလေးပါလို့နော်ရှည်ကျုံးမယ်ဗျာလာလိုက်တော့ PSG စပါလာပြီဗျာဒီဘက်ကတော့ PSG ဒီဘက်ကတော့စပါလေးပါခေလာအောင်ဖွ PSG PSG ဘာလို့လောက်ပြသွားမလဲ ဘီရင်ကြီးအိုးကဲဘီရင်မာကြီးကနဲ့တော်တော်လေးတော့ဟုတ်နေပြီစပါးဟောပါလေလုံးပြအောင်လေတစ်ချက်ကြည့်ရအောင်နော်ကဲလာပြီစပါးလေးအိုးစပါးကပူလန်းနေနော်ကဲအဲ့တော့ဒီဘက်ကကျွန်တော်သားချေပေါ့ဗောနော် PSG အသင်းကတော့ဒါကက်အနေထားရနေနှစ်ခုပြင်ပြီးတော့ရှင်လိုက်တဲ့အခါမှာဆိုရင်တော့ဖြစ်ဗောနော်ကျွန်တော်ဒီဘက်က ဒါစပားကိုတော့ကန်းနေထားရကမှတ်မိဘူးဒါပေမဲ့လေပြောမယ်ဆိုနှစ်ကစလုံးကဒါကောင်းနေဆိုရဲနေသားကိုရောင်းနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒါကျွန်တော်နည်းနည်းလေးတော့စဉ်းစားစရာလေးတွေတော့ဖြစ်သွားလိမ့်မယ်အဲ့တော့ brother တို့အနေနဲ့ဒါဒီပွဲကိုပေါ့နော်အားလုံးကျွန်တော်ဒီနေ့ဆိုရင်ဒါဒီဒီဒီပွဲဆိုလဲတာ၅ပွဲမြောက်ပေါ့နော်ဒီ၅ပွဲမြောက်မှာကျွန်တော်သေချာလေးဒါအရှိအအလေရပေါ့နော်အလေရ2ပွဲကိုကျွန်တော်ကြည်ပေးလိုက်တယ်အရှိဆုံးက2ပွဲကတော့ဒါ ကတ်တီကဒီတိုင်းပဲတော်တော်လေးကောင်းနေတာဖြစ်တဲ့အတွက်မရွေးချယ်ပေးလိုက်တော့ဒါပြောမစို့ကိုကိုနည်းနည်းပြန်ထိန်းထားတဲ့သဘောလေးဖြစ်တယ်အဲ့တော့ဟိုအတင်းဘယ်အတင်းမှဆိုပြီးဖြစ်ညက်ပြီးမပေးခြင်းဘောနော်ပြောချင်တာကကျွန်တော်အဲမဖြစ်မနေစော့ခြင်းလဲဆိုရင်ဒီဘက်ကစပါးကတော့ကတ်ကနည်းနည်းလေးပူပြီးတော့အလေးတနေတာမျိုးတော့တွေ့ရတယ်ဗျာနော်အဲ့တော့ brother တို့အနေနဲ့အဲကျွန်တော်ရှိမှာဒါတပွဲကောင်းလာရောက်ပြီးတော့မင်းမြန်လို့ရပါတယ် ဆိုတဲ့အကြောင်းပြောရင်ပေါ့နော်ဒီပွဲကလည်းကျွန်တော်တို့ဒါမရေမရမသေးကြလေးဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲထားလိုက်ပါမယ်အလဲရနှစ်ပွဲကိုယူပြီးဆော့လို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်တို့တွေမနှက်ဖြင့်ညနေ6နာရီမှာပြန်လဲစုံလေးပါမယ်အားလုံးပဲဒါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါမီးရလည်းတဖြည်းဖြည်းမှောင်လိုက်ပါနော်အဲ့တော့ကျွန်တော်မနှက်ဖြင့်မှာပြန်လဲစုံလေးပါမယ်အားလုံးပဲထုံးစံတိုင်းအောင်စီအောင်မောင်လေးတီးလိုက်မယ်ဗျကျွန်တော်ပြီးရဲ့ပွဲတွေကိုအောင်ပါစီဗျာ